္စာကိုစပြီးတော့လေ့လာတော့မယ်ဆိုရင်ဖြင်းရင်ကိုစပြီးလေ့လာရမယ်နော်။ဘာဖြစ်လို့လဲဆိုတော့ဒီဖြင်းရင်သိမှဒီတရုပ်စလုံးနေမြင်တဲ့အခါကျရင်အတန်ထွက်တတ်မှာလေ။အဲ့တော့ဖြင်းရင်မှာအပိုင်း၃ပိုင်းခွဲခြားထားတယ်။ကြီးရဲ့တရရဲ့အတန်နှုံးရဲ့ဆိုပြီးတော့အပိုင်း၃ပိုင်းခွဲခြားထားတယ်နော်။အဲ့တော့ဖြင်းရင်ကိုစပြီးတော့လေ့လာကြမယ်နော်။ပြီးဆိုရင်ပေါ်ပြီးဆိုရင်ဖော် M so N yin f a 0.4，D so y 3 d 0.2，A 0.1，A 0 1 so y 9 d 0.08，A 0.07，Q 0 0 6 S 0.05，Q 0.04 စီဆိုရင်စအဆိုရင်စတို့ကချောင်းတော့ကြရတဲ့လေထွက်တဲ့အတန်နဲ့ပြောရမယ်နော်အခုလာမယ့်လေလုံးကကြတော့ရှာအောင်အောင်ထောက်ပြီးပြောရမယ်နော်စအိဆိုရင်ရှင်စီအိဆိုရင်ရှင်အဆိဆိုရင်ရှင်အာဆိုရင်ဝဝိုင်းဆိုရင်ယီယူဆိုရင်ဟူ အဲ့ဒါဆိုရင်ဗီလေးတွေစပြီးတော့လေ့လာလို့ရပြီเนาะအစားအနေအဆုံးတစ်ခါလောက်ပြန်ဆိုကြည့်ကြမှာเนาะပေါ်ဖော်မောဖော်တဲထဲနေလေကဲခဲဟဲជីချီရှိသစစကျူချူရှူဝီဝူ ဒါဆိုရင်နောက်သင်ခန်းစာမှာပြန်လည်းတွေ့ကြမယ်နော်ဒီ B လေးတွေကိုချက်ထားဖို့လည်းမမင်းနဲ့နော်ဟို PU တွင်းရင်ဘာ MO တွင်းရင်ဘာအတန်ထွက်ကိုထွက်တတ်မှာနောက်သင်ခန်းစာကိုဆက်ပြီးတော့လေ့လာလို့အသိပေးမှာမို့လို့နော်အားလုံးကျေးဇူးပါခင်ဗျာ